အပြန်အလှန်ဂိုးတွေနဲ့မြူးကျွားဖို့ရှိတဲ့ဩစတီးယားရိုမေးနီးယားဒုက္ခဆိုးစနေညဥရောပဆုံကမ္ဘာဖလားခြေစစ်ပွဲပွဲကြုံသုံးသက်ချက်ဘော့စနီးယားနဲ့ဆန်မာရီနိုည9နာရီခွဲဘော့စနီးယားကအုပ်စုတွင် နှစ်ပွဲစလုံးနိုင်ထားပေမဲ့တကူအတာတွေနဲ့ပဲနိုင်ခဲ့တာပါအိမ်ဖြေလို့တတ်မှတ်ခံထားရတဲ့ဆန်မာရီနိုကတော့ အုပ်စုတွင်ကံပြီးတဲ့နှစ်ပွဲစလုံးကိုရှုံးထားပါတယ်။ဒါပေမဲ့ဆာမာရီနိုဟာနောက်ဆုံး၈ပွဲမှာလွန်ရောကျွန်ရောလေးဂိုးပြတ်ထပ်ပိုမရှုံးခဲ့ပါဘူး။ဘော့စနီးယားလေဗယ်၁၀ဆိုပေမဲ့ဧည့်သည်တွေပဲစွန့်စားခြင်းပါတယ်။အန်ဒိုရာနဲ့အင်္ဂလန်ည7:00နာရီခွဲအုပ်စုတွင်မှအိမ်ဖြည့်လို့တတ်မှတ်ခံထားရတဲ့အန်ဒိုရာဟာနှစ်ပွဲစလုံးရှုံးထားသလိုတွင်ကိုလည်းမရှိသေးပါဘူး။ အင်္ဂလန်ကတော့အုပ်စုတွင်ပေးကိုမရှိသေးသလိုကံရတဲ့နှစ်ပွဲစလုံးကိုအနိုင်ဆုံးနှစ်ဂိုးပြည့်နဲ့နိုင်ထားပါရီဒါပြင်အင်္ဂလန်ဟာအန်ဒရာနဲ့နောက်ဆုံးတွေ့ဆုံမှု၃ကြိမ်စလုံးကိုလည်းအနိုင်ဆုံး၄ဂိုးပြည့်နဲ့နိုင်ထားတာပါလေလုံး85အနိုင်ပေါက်တဲ့အင်္ဂလန်ဂိုးမိုးရွာနိုင်ပါလိမ့်မယ်မော်တာနဲ့လစ်သူရေးနီးယားညဆယ်နှစ်ခွဲနှစ်ပွဲကစားပြီးချိန်တမတ်မှမရသေးသလို သွင်းကိုလည်းမရှိသေးလို့မော်တာဟာဇယားအောက်ခြေရောက်နေပါလေလစ်သရေးနီးယားကတော့ ပိုလန်ကွင်းမှာတလုံးနဲ့သောဂိုးနဲ့သာကက်ရှုံးခဲ့တယ်လို့ဖင်လန်ကိုလည်းတစ်ဖက်နှစ်ဂိုးစီနဲ့တရေကန်နိုင်ခဲ့တာပါ အဖွဲ့နှစ်ပွဲခြေစွမ်းရမော်တာထက်လစ်သရေးနီးယားကပိုသားပါလေမော်တာ level 20ဆိုပေမဲ့လစ်သရေးနီးယားနိုင်မနိုင်ကိုသာကြည့်ရမှာပါအော်စတီးယားနဲ့ရိုမေးနီးယားညတနိုင်15ออสเตรียကအုပ်စုပွဲတပွဲမှာမကံရသေးချိန်ရိုမေးနီးယားကတော့ နှစ်ပွဲမှာသုံးမှတ်ရထားပါတယ်။အော်စတြေးလျကအင်ကွင်းဂိုးသွင်းချေမှန်ပေမဲ့သူတို့ခံစစ်ကတော့အမြဲလိုဂိုးပြန်ပေးရတတ်တာပါ။ရိုမေးနီးယားရဲ့နောက်ဆုံး၈ပွဲမှာလေခုနှစ်ပွဲကနှစ်ဖက်သွင်းကို၃ဂိုးနဲ့ထက်ရှိထားပါတယ်။ဂိုးပေါင်းစေး၃လုံး85ပြားအနိုင်ပေါက်တဲ့ဒီပွဲမှာဂိုးပေါ်ကပိုကောင်းပါပါ။ဖင်လန်နဲ့နယ်သာလန်ညတနားစံကအဖွင့်ပွဲမှာ၄မှတ်ရယူနိုင်ခဲ့တဲ့ဖင်လန်ဟာ ပထမအဆုံးအချိန်ကဘာဖလားခြေစစ်ပွဲအောင်ဖို့မျှော်မှန်းနေတဲ့အသင်းဆိုပေမဲ့သူတို့ရင်ဆိုင်ခဲ့တဲ့အသင်းတွေကလစ်သူရေးနီးယားနဲ့မော်တာတို့လိုပါမွားတွေပါအုပ်စုပထမအဆုံးပွဲစားကံမဲ့နယ်သာလန်ကတော့ပြီးခဲ့တဲ့မတ်လ Nation League Quarter တုန်းကစပိန်ကိုတော့နှစ်ကြော်စလုံးမိနစ်60အတွင်းတစ်ဖက်နှစ်ဂိုးစီတရေကန်နိုင်ခဲ့ပါတယ်ဒါအပြင်နယ်သာလန်ဟာ ဖင်လန်နဲ့တွဲဆုံဘူးတဲ့စက်တပ်ပွဲမှာလေ10ပွဲနိုင်ထားတာပါနှလုံး85ပြားနိုင်ပေါက်တဲ့နယ်သာလန်နှစ်ကိုပြတ်သွားနိုင်ပါလေအေဗီနီးယားနဲ့ဆာဗီယာညတနာ25မကြာသေးခင် အင်ကွင်းပွဲတွေမှာယူကရိန်းနဲ့ဂျော်ဂျီယာတို့ကိုရှုံးထားတာပါအခုမှအုပ်စုပထမဆုံးပွဲစကံမဲ့ဆာဗီယာကတော့မီထရိုဗစ်ဘလာဟိုဗစ်ဆာဗစ်တို့နဲ့လူစင်းပိုင်းမှာအေဗီနီးယားတက်ပူတာပါလေဗီဂရလာက Nation League Playoff မှာအော်စတီးယားလိုအသင်းကိုနိုင်ခဲ့လို့လေ ဆာဗီယာဟာယုံကြည်မှုပိုရှိနေတာပါ level 60ပေါက်တဲ့ဧည့်သည်ပရိသတ်တာလှုပ်ချင်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်